အရှင်ဆရာစောကြီးရေးသားထားတဲ့စောကြီးပတုထူပေါင်းချုပ် IDIC ကိုဖတ်ပြပါမယ်ရှင်။ပိုမာခြင်းစနုပ်သည်အញ្ញနေတွင်အနောက်ခက်ကောင်းကင်သို့ငေးမျောလျက်နေမိ၏။ကောင်းကင်ဝဲတိမ်တိုက်တို့သည် အချို့ကရွှေရွှေအချို့ကနီနီအချို့ကမယံအချို့က ိုင်းမုံမုံရှိကြ၍ကောင်းကင်လေယူဤတကောကြောင့်မျိုးမျိုးသောတန်တို့ကိုဖန်ဆင်းကတိန်ဆက်ခင်းလျက်နေကြလေသည်ကိုခိုင်တွင်တိန်ဆိုင်ကဲတစ်ခုသည်တိန်တို့တစ်ခုမှပယ်ထွက်၍မင်းဖွယ်ဆိုးဟန်နေကြသောတိန်လွာတို့ဤအကြား၌ PPE ယတ္တိယလဲလျောင်းရာကိုမမြင်မတီသည်အလားတောင်တို့ကရောက်တို့လာကအချင်းငယ်တွင်ပြန်လျက်နေလေသည် အချိန်အတော်နှောင်းသွားသောကောင်းကောင်းငင်တစ်ခုလုံးသည်မဲလာလေသည်ပြောင်းဆိုးဝင်ဖနေသောတိမ်နွားတို့သည်လည်းတီးပြီးအယောင်မေးသွားကြလေသည် အထီးကျန်တိမ်ဆိုင်ခဲသည်လည်းသူ့အလိုလိုပြတ်တွေသွားလေသည်ကျွန်ုပ်သည်ဤတိမ်ကားကိုယခုမှတတိယသဖြင့်ပြန်လည်၍ရေရာတော်လဲထိုနှစ်ညနေကားတော့မောင်ကြလာသည်နှင့်တပြိုင်နက်စနောဤစိတ်အာယုံတွင် ရောင်စုံဝင်းဖနေကြသောတိန်လွာတို့ပျောက်ကွယ်၍အထီးချံတိန်ဆိုင်တစ်ခုသာချန်ခဲ့လေပြီ။သူနှင့်လည်းကျွန်ုပ်၏စိတ်အာရုံသည် ထိုတိန်ဆိုင်ခဲ၌သာ အကြာရှည်စူးစား၍မနေခဲ့ပေါ်ပါသော တောင်ပန်းတစ်ခုကိုရှာလိုက်သည့်ပမာအဆအဆုံးမတိမြင်နိုင်သောဤကဘာကြီးထဝင်းခြင်းသို့စိတ်တို့၏ခင်မြန်သောအဟုန်ဖြင့် ထိုမဤနောက်ကျဆားသွားလာခဲ့လေသည် နောက်ဆုံးတွင် ထိုစိတ်အာယုံသည်ကျွန်ုပ်တို့၏ရောင်ငယ်တို့နှွေဆန်းစအခါတိုင်းရောက်လာတတ်သောဟောမာတေဟု ခေါ်ကြသည့်အဖိုးတယောက်ထံသို့ ရောက်သွားလေသည်ဟောမာတေသည်ဆရာတူပလာဤ ဖီစီနှိမ့်ဆက်ခြင်းကိုခံရသူတို့ဖြစ်သည့်အာလျော်စွာခါကိုင်းကိုင်းခြေလက်တို့မှကြောပြန့်ပြန့်ထား၍မျက်စီသည် အတန်ငယ်ပွဲဟန်ရှိလေသည်ထိုဘိုးအိုသည်ငကိုဟပင်တူနီဘောနေတတ်သည်ဖြင့်ကဲ၍သာကိုလက်အင်ကားလှူရှားခြင်းမရှိခဲ့ပါမူမြမကြောင့်တစောင်းများ၌တွင်ကြီးတွေ့တတ်မြင်တတ်သော သူအိုကမ္မထံယတတာပင်ဟုတွေ့တော်စရာဖြစ်တော်သည်တို့ရာတွင် သူဤမျက်လုံးသည် အလုံးချီလင်၍အတန်တီလဲမာချောလာလေသည် အရေစကားပြောကြသည်မှာထိုးဖိုးမာတင်သည် ရုပ်သေးစရာဖြစ်ခဲ့မှုကြောင့်လွန်ခဲ့သောအနှစ်30လောက်ကရှမ်းပြည်နယ်၌လဲလဲ၍ရုပ်သေးရုပ်ကားပြစဉ်သူကိုချစ်နေသူတဦးကသူကိုချစ်တော့ကြပြူစားလိုက်ကြောင်းထို့သို့ပြူစားလိုက်သည်နေမှစ၍သူမှရုပ်သေးစင်ပေါ်၌ထား၍မတီးဆိုနိုင်တော့ပဲအယက်ရက်လှဲ့၍ဆုံးလဲသွားခဲ့သူနေရာကြောင်းများဖြစ်လေသည် ေးရဲ့ချစ်လို့များ ပြူစားရသလားအေးရဲ့ဟုတယောက်ယောက်ကပြောမှုသည်ထိုအခါစားတယောက်က"အိုးသူက သူ့ကိုယ်သူရုပ်သေးဆရာပဲ"လို့ဟန်ကြီးပန်ကြီးလုံနေတာလားမှမသိပဲဟုထောက်ပူသည်ထိုအခါနောက်တယောက်ကအများဒီလိုချစ်လာရင်ပြန်ချစ်လိုက်မှာပဲဟုရီမောတန်နဲ့ရော၍ပြောမူလေသည်ဖိုမာရေသည်ဤကဘာပေါ်တွင်သူ၏ကိုယ်ပိုင်ပစ္စည်းဟု၍ မင်းသမီးယုတ်သိယုတ်ကားသည်အန်ခေါဖာကလုံးပေါင်းမမို့နှင့်လင်ငယ်တစင်းသာရှိလေသည်ဘိုးမာတဲ့သည်ပေါင်းမမို့လင်ငယ်ဖြစ်အာရီမြဝကျွန်ပေါ်ရှိရွာငယ်များသို့နှမ်းဆက်အောင်သွားလာလှောက်ခက်လျက်နေလေသည်သူဤလင်ငယ်စိုက်ကဲ့ရာရွာတိုင်းတွင် သူသည်မင်းသမီးယုတ်ကိုထန်းခေါဖာတွင်မှထုတ်၍ပခုံး၌ကြောချင်းကပိုးလွယ်ကရကုံး ဖွင့်ထားသဖြင့်ရှေးသို့ငိုင်းဆိုင်ငိုင်းဆိုင်နှင့်လွင်သွားသောတုံကင်းကြီးပမာရွာရိုးသို့လျှောက်၍ရေကောင်းကောင်းတစ်ခုတွင် ကျိုးဆွဲကပြသည်ဆိုလေးရှိသည်။သူ၏ညနာတွင်ထူထဲသောမြက်ခုံးမွေပြင်တွဲသောပါးရီနှကံပေါ်တွင်ပိုးအုပ်နေသောဖြူဆွဆွနှကံမွေများရှိလေသည်။သူသည်ဤသည့်ခါမြရှင်ပြုံးသည်ဟု၍မရှိ အစင်အုံမိုင်းသောကောင်းငင်ကဲ့သို့တွေ့ဝေးငင်း